ွန်ပြည်နယ်ကဘာသာရေးဆိုင်ရာအမွေအနှစ်တွေနဲ့ရင်ကျင်းမှုဆိုင်ရာအမွေအနှစ်တွေထုံးကားရုံမကသမိုင်းမှာထင်ရှားတဲ့အဖြစ်အပျက်များစွာရှိရာဒေသဖြစ်ပါတယ်။မြမလွတ်လပ်ရေးသမိုင်းတစ်လျှောက်ပါတယ်။အရေးပါပြီးထင်ရှားတဲ့ဒေသတစ်ခုဖြစ်ပါဝင်ခဲ့ပါတယ်။အထူးသဖြင့်မြမလွတ်လပ်ရေးအတွက်ဂျပန်တို့နဲ့လက်တွဲပြီးအင်္ဂလိပ်တို့ကိုတိုက်ထုတ်ခဲ့တဲ့ကာလတွေမှာမွန်ပြည်နယ်အပါအဝင်မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေဟာစစ်ကြောင်းကြီးများခြေတက်ရအရေးပါတဲ့နေရာတွေဖြစ်ခဲ့ကြပါတယ်။ ဗမာလူလည်ရေးတက်မတော်ရဲ့အောင်မြင်မှုတွေဟာစိတ်လှုပ်ရှားစရာတက်ကြွခုန်စရာကောင်းခဲ့ပေမဲ့နောက်ဆုံးမှာတော့ဂျပန်တွေဟာလွတ်လပ်ရေးပြီးမဲ့ကတိကိုဖျက်ပြီးမြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့ကြပါတယ်။မြန်မာတမျိုးသားလုံးဖက်စစ်ဂျပန်တို့ရဲ့ပြင်းပနှိပ်စက်မှုအမျိုးမျိုးကိုခါသီးစွာခံစားခဲ့ရပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံကိုဆက်သွယ်ဖို့ဖောက်ခဲ့တဲ့ရထားလမ်းဟာ ဖက်စစ်ဂျပန်တို့ရဲ့ရက်ဆက်ကြမ်းကြုတ်မှုကို တကဘာလုံးကို အသက်တည်အဖြစ်ခြံခဲ့တဲ့အမှတ်အသားတစ်ခုဖြစ်ပါတယ်လူသက်ပေါင်းများစွာစတေးခဲ့ရတာကြောင့်အဲ့ဒီယထာလန်ကိုတေမင်းတမန်ယထာလန်လို့တင်စားခေါ်ခဲ့ကြပါတယ် မြန်မာနိုင်ငံအတွက်တေမင်းတမန်ရထားလန်းအစနေရာကတန်ဖြူဇယက်မြို့ဖြစ်ပါတယ်။တန်ဖြူဇယက်မြို့ဟာမော်လမြိုင်ကနေရေးတဝဲသွားတဲ့ကားလမ်းဘေးမှာရှိပါတယ်။တစ်ချိန်ကတန်ဖြူနဲ့စောက်ထားတဲ့ဇယက်တစ်ဆောင်ရှိတာကိုအမှတ်သားပြုပြီးတန်ဖြူဇယက်မြို့ဖြစ်လာတယ်လို့မှတ်တမ်းတင်ထားတာတွေ့ရပါတယ်။တစ်ချိန်ကခီးသွားတဲ့ခိတနာကိုတဲ့လဲလန်းဆောင်ရနေရာကနေတဖြည်းဖြည်းမြို့ဖြစ်လာတဲ့တန်ဖြူဇယက်မြို့ဟာ ဂျပန်ခေတ်မှာတော့မြန်မာနိုင်ငံနေရအနှံ့ကမတရားခေါ်ဆောင်လာခဲ့တဲ့ချွေးတက်သားကြီးတွေတော်ရင်းကချွေးတက်စခန်းတွေစီမသွားခင်ယာယီစခန်းချရာနေရဖြစ်ခဲ့ရပါတယ်တော်ရဲတောင်ထဲမှာပင်မဆင်းရဲကြည့်စွာ အလုံးလုံးကြီးအစာအာဟာရချို့တက်မှုဓာတိဥရုပြင်းထန်မှုစေဝါမပြည့်စုံမှုဝမ်းယောဂါနှဖျားယောဂါစားတဲ့ကူးဆက်ယောဂါတွေကြောင့်မြန်မာတိုင်းရင်းသားချွေးတက်သားကြီးများအပါအဝင် စုစုပေါင်းလူသိန်းကျော်တည်ခဲ့ကြပါတယ် တင်းနှင်းတမန်ယထာလံဖောက်လုခဲ့စဉ်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့မှတ်တမ်းမှတ်ရာတွေစုဆောင်ပြီးတံပြူစရက်မျိုးမှာပြရိုက်တစ်ခုအဖြစ်ဖန်တီးပြုလုပ်ခဲ့ပါတယ်။ပြရိုက်နာမည်ကိုတင်းနှင်းတမန်ယထာလံပြရိုက်လို့နာမည်ပေးထားပြီး2016ခုနှစ်ဇန်နဝါရီလ4ရက်နေ့68နှစ်မြောက်လွတ်လပ်ရေးနေ့မှာဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။ ြလိုက်တဲ့နေရာကဒေဒဝဲကိုသွားတဲ့ကားလမ်းနဲ့ရထားလမ်းဆုံရအနီးမှာရှိပါတယ်ဒီမင်းတမယထာလန်စတင်ဖောက်လုတ်ခဲ့တဲ့နေရာဖြစ်ပါတယ်။ပွင့်ပွဲကိုယထာလန်ဖောက်လုတ်စဉ်ကတက်ခွဲမှုတာဝန်ယူခဲ့တဲ့ဂျပန်စစ်သားဟောင်းကြီးတအူးနဲ့ သူ့မိသားစုဝင်တွေလည်းတက်ရောက်ခဲ့ပါတယ်။အားလုံးပဲမင်္ဂလာပါ။မြန်မာပြည်ကျေးဇူးတင်ပါတယ်။အော်ဘောမဆရာဘောမဆရာအရင်ကမြန်မာပြည်ရတယ်။အဲ့တော့ဒီပြည်တော်ကပြည်ပြီးတော့ဂျပန်ရောတန်တော့မယ်။ဘောမတို့မရှိဘူး။အားတော့မေထွားပြီးအဲ့ဒါကူအပ်ကြတယ်။အခုနည်းနည်းလေးပြောမယ်နော်။မြန်မာပြည်ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့အဲ့အမြတော့အဲ့အားလုံးမင်္ဂလာပါတဲ့ကျွန်တော်ကဂျပန်မြန်မာနိုင်ငံမှာပြရိုက်တီစောက်ထားတဲ့ညီနေရာက6เอကာရှိပါတယ်ပြတဲ့အဝင်ဝမှာယထာလန်ဖောက်လို့စင်ကအာရှတိုက်သားအလို့သမားများနဲ့မြမချွေးတက်သားကြီးများပင်မန်းကြီးစွာအလို့လို့ကြရပုံဂျပန်စစ်သားများကရက်ဆက်စွာသိခိုင်းကြပုံများကိုတရုတ်ဖော်ပုံများထုလုပ်ပြသထားပါတယ်မြမ ော်တော်များများကအစားအသောက်တွေလည်းလေအရန်ကိုငတ်မုံခေါင်းပါခဲ့ပြီးတော့ဟိုကျမရေးတွေချွတ်တဲ့တယ်ကျမရေးတွေချွတ်တဲ့ပြီးတော့သူကနာချီးပါလို့ပြောတာဘာလို့ဝင်းနေသွားတယ်အဲ့ဒါနေပြီးတော့ကုဆက်ယောဂါတွေဖြစ်သွားတယ်ပေါ့ကုဆက်ယောဂါဖြစ်ပြီးတော့တော်တော်များများတည်ကြတယ်ပေါ့အဲ့ဒါတော့ကျွန်တော်ရင်ထဲမှာအငြင်းဆွဲလန်းပြီးတော့အမှတ်တရဖြစ်နေပါတယ်အများကြီးပြည်ကြည့်ပါလေနော်ဟုတ်ကြည့်ပါတယ်ကကိုရဲတာကိုရဲတာနာမည်ကိုရဲတာအာနာမည်ကိုလေးလား

年の、ちょっと年の、ミャンマーの人の亡くなった人がたくさんあったわけやけどね、今日たくさん来ておられるでしょ、よう来てくれました。うん。ဒထလာရှိက415ကီလိုမီတာ215မိုင်ရှိပြီးထိုင်းနိုင်ငံဘန်ဘောင်ဘူတာနဲ့မြန်မာနိုင်ငံမှာတန်ဖြူဇယက်မျိုးကိုဆက်သွယ်ဖို့ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။အာရှတိုက်သားအလုသမာ38000ကျော်နဲ့စစ်တုပ်ပန်းမဟာမိတ်တပ်သား6000ကျော် ယထာလန်ဖောက်လုပ်ရာမှာပါဝင်ခဲ့ကြပါတယ်။တည်ဆုံးခဲ့တဲ့အရေးအတွက်ထုတ်ပြန်ရာမှာအလုံသမားပေါင်း9000ခန်းနဲ့စစ်တုံမှန်ပေါင်း12621ဦးတည်ဆုံးခဲ့တယ်လို့ထုတ်ပြန်ခဲ့ပေမယ့်တကယ်တည်ဆုံးခဲ့တဲ့အလုံသမားအရေးအတွက်ဟာ9000မကရှိနိုင်တယ်လို့ဆိုပါတယ်။ယထာလန်ဖောက်လုပ်ရာမှာတည်ဆုံးခဲ့တဲ့မဟာမိတ်တပ်သားတွေအတွက်သူတို့နိုင်ငံအလံတွေကိုပြတိုက်ဝင်းထဲမှာလွှင့်တူပေးထားပါတယ်။ ပြလိုက်ဝင်ရဲ့အနောက်ဘက်တောင်မှာဂျပန်ခေတ်ကအသုံးပြုခဲ့တဲ့ရေနွေးငွေသုံးမိရထားစက်ကောင်တစ်ခုကိုပြသထားပါတယ်။အရင်ကတင်မင်းတမန်ယထာလန်စတင်ဖောက်လုပ်ခဲ့တဲ့နေရာဟောင်းနေရာအနီးမှာရှိရဖြစ်ပါတယ်။ယထာလန်ဟောင်းနေရာအနီးမှာတော့ရေးတဝဲယထာလန်ကကက်လျက်ရှိနေပါတယ်။ထိုင်းနိုင်ငံဗန်မောင်ဘူတာနဲ့တန်ဖြူစရက်ကိုဆက်သွယ်တဲ့ယထာလန်ဟာ မြန်မာဘက်မှာ117ကီလိုမီတာ69မိုင်ရှိပြီးထိုင်းနိုင်ငံဘက်မှာ304ကီလိုမီတာ189မိုင်ရှိပါတယ်။မြန်မာဘက်က1942ခုနှစ်စက်တင်ဘာလ15ရက်မှာစတင်ဖောက်လုပ်ခဲ့ပြီးထိုင်းနိုင်ငံဘက်ကနိုဝင်ဘာလမှာစတင်ဖောက်လုပ်ခဲ့ကြပါတယ်။ဖောက်လုပ်ပြီးစီးခဲ့တဲ့ထိမ့်မက်ပွဲကို1943ခုနှစ်အောက်တိုဘာလ25ရက်နေ့မှာပြည်လုပ်ခဲ့ပါတယ်။တင်မင်းတမယထာလန်ပြတဲ့ကိုနှစ်ထပ်ပုံစံဆောက်လုပ်ထားပြီးအတွင်းမှာ အဝိုင်းပုံစံပြုလုပ်ထားပါတယ်။ပြားလိုက်တွင်ဝင်ဝင်ချင်းမှာ 3D ပကြီးကားနဲ့ပုံဖော်ထားတဲ့သေမင်းတမန်ယထာလန်နဲ့ဖျားသုံးစုအနည်းကတောတောင်အထက်ထက်နဲ့ရှုကင်းတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ရှိချင်ကြောင်းပြလိုက်မှာဆိုရင်တော့အောက်ထပ်မှာဆိုရင်တော့ဒီမြေသားဒီတင်မင်းတဲ့နဲ့ပတ်သက်တဲ့တမန်ချင်းကြော်လေးရေးထားရှိမယ် ပြီးတော့လာရောက်တဲ့ဧည့်သည်တွေအတွက်ဒီအမှတ်တရသဘုံဖြစ်အောင်လို့လည်းကျွန်တော်တို့အောက်ထပ်မှာပဲဒီ 3D ပညာကြီးကလည်းရေးစရာလည်းရှိမှာပေါ့နော်။အဲကျွန်တော်တို့ဒီတင်မင်းတမန်ပြသပြတဲ့ဒီဆောက်ရရရှင်ရွေးချက်ကတော့အရင်ကတည်းကဒီပြတဲ့နေရာရှိသားပါ။အဲ့တော့ကျွန်တော်ပြန်လဲအကောင့်တဲပေါ်ပြီးတော့မူမီနဲ့ data ဖွံ့ဖြိုးတိုးတက်အောင်ရင်နိုင်ငံခြားသားတွေရဲ့ကျွန်တော်မြန်မာနိုင်ငံရဲ့ဧည့်သည်တွေလာရောက်လေ့လာလို့ရအောင်လို့ရှိရတာပါ။ 3D ပကြီးကရှိရပြတဲ့အောက်ထပ်မှာတော့ရထားလာနဲ့ပတ်သက်တဲ့ပမိုင်းဆိုင်ရာအချက်အလက်တွေကို လေးလာဖျက်ရှူနိုင်အောင်မှတ်တမ်းတင်ထားတာတွေ့ရပါတယ်နောက်တစ်ခုကတော့ဒီပြတ်လိုက်ကိုလာရောက်လေးလာမယ်ဆိုရင်အရင်ခေတ်သမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသူတို့အမှတ်ရပြင်ဖြစ်လာမှာဖြစ်အောင်ကြိုးစားရတာပါဘာကြောင့်လဲဆိုတော့ဒီမြန်မာနိုင်ငံလူတော်များဒီတမိုင်းဝင်နဲ့ပတ်သက်ပြီးတော့ဒီရထားနဲ့ပတ်သက်ပြီးတော့မသိရများပါတယ် ဗီဒီယိုလာရောက်လေ့လာမှဆိုရင်တို့ဒီတမိုင်းဝင်နဲ့ပတ်သက်ပြီးအကြောင်းအများကြီးတို့သိလာနိုင်ပါတယ်အပေါ်တက်ပြလိုက်နေရာကဓာတ်ပုံပြကန်းဖြစ်ပါတယ်ထရီဒက်စကန်အသီးသီးကအလုံသမားတွေစစ်တုံမန်းတွေရဲ့အခြေအနေကိုမှတ်တမ်းတင်ထားတဲ့ဓာတ်ပုံတွေနဲ့ ယထာလန်ဖောက်လုပ်စဉ်ကမှတ်တမ်းဓာတ်ပုံတွေကိုပြသထားပါတယ်။ပြာကမ်းမှာတွေ့ရတဲ့ဓာတ်ပုံတွေကထရိတက်သားတွေနဲ့သုံးမန်းစစ်သားတွေရဲ့ပင်မဆင်းရမှုလူမဆန်အောင်နှိမ်ပတ်နှိမ်ဆက်ခံရမှုတွေကိုအထင်းသားဖော်ပြနေပါတယ်။တံပြည့်ဆက်ကျွန်တော်ဒီပန်းချက်မှာတော့အရင်ကပြတိုင်အဟောင်းလေးတလုံးရှိပြီးသားမှာအဲ့ဒီပြတိုင်အဟောင်းနေရာတပ်ပုံလေးကျွန်တော်တို့ပြန်လဲစုဆောင်ပြီးတော့ပြန်လဲသိမ်းဆည်းပြီးတော့ဒီပြတိုင်အဟောင်းနေရာမှာပဲပြတိုင်အစ်စ်ကိုကျွန်တော်တိစောက်ပါတယ်ပြီးတော့ဒီပန်းချက်ကိုကျွန်တော်ရှင်းလင်းယူပြီးတော့2015 ဇန်နဝါရီဟိုဧပြီလ၄ရက်နေ့မှာကျွန်တော်တို့ပြတိုက်ကိုစတင်စီစောက်ပြီးတော့ဒီ2016ဒီတလပိုင်းမှာဇန်နဝါရီလမှာကျွန်တော်တို့ပြီးဆုံးသွားပါတယ်အချိန်တော့လောဆယ်ပထမဆုံးကျွန်တော်သတ်မှတ်တာကအချိန်ကတော့တနည်းတော့သတ်မှတ်ထားပါတယ်ဒါပေမဲ့အတိတ်တဆောပြီးကျွန်တော်တို့ဖွင့်နေနိုင်ခဲ့ပါတယ်ပြာခန်းအတွင်းမှာတက်မတော်ဖာခင်ကြီးဘူချွအွန်ဆန်းရဲ့ဓာတ်ပုံနဲ့ဖန်ပြူဇရက်စစ်သင်းချိုင်းဖွင့်မှာပြောခဲ့တဲ့မိကုန်းတွေကစကားတချို့ကိုထုတ်နှုတ်ရေးသားထားပါတယ် တင်မင်းတမန်ယထာလံဖောက်လုပ်ခဲ့တဲ့စီမံကိန်းအတွင်းမြန်မာနိုင်ငံမှာတည်ဆုံးခဲ့ကြတဲ့မဟာမိတ်တပ်မစစ်သုံးပန်းများအတွက်တန်ပြူဇရက်မျိုးမှာစစ်တင်ញံပြုလုပ်ပေးခဲ့ပါတယ်စစ်တင်ញံဖွင့်ပွဲကို1946ခုနှစ်ဒီဇင်ဘာလ18ရက်ကပြုလုပ်ခဲ့ပါတယ်စစ်တင်ញိုင်းဖွင့်မှာဘုံချက်အောင်ဆန်းကမိကွန်းပြောကြားခဲ့ပြီး မြန်မာပြည်ဘရင်ကစာဟုဘရက်စ်နဲ့အစိုးရအဖွဲ့ဝင်ဝင်ကြီးတွေခရီးယံတင်းအုပ်ဖုံးတော်ကြီးနဲ့တလင်းလာရီတိုင်းမင်းကြီးတို့တက်ရောက်ခဲ့ကြတယ်လို့မှတ်တမ်းများရသိရပါတယ်။တင်းမင်းတမန်ရထားလမ်းပြလိုက်ကဂျပန်ခေတ်သူတစ်ပါးကြုံဘဝနဲ့ဖက်စစ်စနစ်ရဲ့စိုးဝါးရက်ဆက်မှုကိုပြန်လည်အမှတ်ရစေနဲ့မြန်မာနိုင်ငံအတွက်တခုတည်းသောပြလိုက်ဖြစ်ပါတယ်။ ပြလိုက်မှာတစ်ချိန်ကအဖြစ်ပြက်တွေသိရှိခံစားနိုင်အောင်အထောက်အထားစုံလင်ပြသဖို့မလွယ်ကူပေမဲ့ယနေ့အထိမပြောင်းမပြက်ကြန့်ရှိနေနိုင်တဲ့ပစ္စည်းတွေရရှိဖို့ကတော့အချိန်ယူပြီးစုဆောင်းရအောင်မှာဖြစ်ပါတယ်။ဒါပြင်ပြလိုက်တစ်ခုရဲ့အရေးသေးပြည့်စုံမှုနဲ့သမိုင်းတန်ဖိုးပြေးသွားတဲ့နေရာတစ်ခုဖြစ်ဖို့လည်းအားဖြည့်ရအောင်မှာဖြစ်ပါတယ်။အချိန်ကမြမတိုင်းရင်းသားကြီးတွေရဲ့အသက်သွေးချွေးတွေနေကြခဲ့ရတဲ့နေရာကအခုဆိုရင်မြမသမိုင်းမှာသာမကကမ္ဘာသမိုင်းမှာပါ ထင်ရှားတဲ့နေရာတစ်ခုဖြစ်ခဲ့ပါပြီ။လူသားချင်းမဆာမနာနှင်းပန်းခံရမှုတွေနဲ့ပေးမဆင်းရဲမှုညှက်မှုခေါင်းပါမှုကြောင့်ခံစားခဲ့ရတဲ့နာကျင်မှုတွေတည်ဆုံးခဲ့ကြသူတွေရဲ့အသက်ဝိညာဉ်တွေကနောင်လာ နောင်သားတို့အကျိုးအတွက်သမိုင်းဝင်အဖြစ်အပျက်တစ်ခုအနေနဲ့ဆက်လက်ပေးဆက်နေဦးမှာဖြစ်ပါတယ်။